ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုစုပေါင်းရင်ဆိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာငင်းကြဲရေးနဲ့တင်းကျင်ရေးကိုတွန်းမြင့်ဖို့တရုတ်သမ္မတရှီကျင်းဖင်ကနိုင်ငံတွေကိုတိုက်တွန်းခဲ့တယ်လို့ South China Morning Post ကနေဖော်ပြခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲတွေမှာအနိုင်ရရှိသူမရှိကြောင်းလည်းရှီကအမေရိကန်ကိုရည်ညွှန်းပုံပေါ်တဲ့မှတ်ချက်စကားကိုလည်းပြောကြားခဲ့တာပါ။အနိုင်ကျင့်ပူကြမှုဓမ္မမဟုတ်စိုးမှုခြေလှယ်မှုဟာမိမိကိုယ်ကိုဖယ်ကျင်းတဲ့အခြေအနေကိုရောက်ရှိသွားစေနိုင်တယ်လို့ရှီကလက်တင်အမေရိကနဲ့ကာရီဘီယံနိုင်ငံတွေကခေါင်းဆောင်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြောကြားချက်ဟာအမေရိကန်တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုအပြီး ရှီရဲ့ပထမဆုံးအကြိမ်လူသိရှင်ကြားပြောကြတဲ့မှတ်ချက်စကားတစ်ခုဖြစ်ပါတယ်။ရှီဟာမေလ23ရက်ကဗေကျင်းမြို့တော်မှာပြုလုပ်တဲ့တရုတ်လက်တင်အမေရိကနဲ့ကာရေဘီယံနိုင်ငံများဖိုရမ်ရဲ့စတုတ္ထအကြိမ်များဝင်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲမှာမိန့်ခွန်းပြောကြားခဲ့တာပါ။ ကဘာကြီးကလျင်မြန်စွာပြောင်းလဲနေတဲ့ရာစုနေတဲ့ကိုရောက်နေပါတယ်။အန်ရဲပေါင်းစုံရှိနေပါတယ်။စီလုံးညီညွတ်မှုနဲ့ပူပေါင်းဆောင်ရွက်မှုတွေကတဆင့်ကဘာငင်းချင်းချင်းနဲ့တင်းကြီးမှုကိုထိမ့်သိမ့်နိုင်မှာပါလို့ရှိကပြောကြခဲ့တာပါ။တရုတ်နဲ့လက်တင်အမေရိကကာရေဘီယံနိုင်ငံတွေဟာကဘာတောင်ချမ်းဒေသရဲ့အရေးကြီးတဲ့နိုင်ငံတွေဖြစ်ပြီး ရှိရင်းဆွဲအခွင့်အရေးတွေတရားမျှတမှုတွေဟာမိမိတို့အားလုံးရဲ့ဘုံကြီးမှန်းချက်တွေဖြစ်တယ်လို့လည်းရှိကဆိုတာပါတရုတ်ဟာမြင့်တက်လာတဲ့ပထဝီနိုင်ငံရေးတင်မာမှုတွေအဖွဲ့အစည်းတွေကြားထိတ်တိတ်တွေးမှုနဲ့တပတ်သက်ဆန်တဲ့လှုပ်ဆောင်ချက်တွေကိုဖြည့်ရှင်းရမှာတခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုဆန္ဒရှိကြောင်းလည်းရှိကပြောကြားခဲ့တာဖြစ်ပါတယ်